ဆိုလို့ရှိရင်နိုင်ငံတကာကတော့နိုင်ငံရေးအကျဉ်းသားလို့နာမည်သက်တယ်ပေါ့နော်ဒါပေမဲ့နိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူးဟိုအကျဉ်းပြလဆန်းမှုဆိုတဲ့ပုံမှန်အနေနဲ့ဆွဲခံထားရပြီးတော့မှတကယ်လဲစစ်ဆေးပေါ်ပေါက်လို့တကယ်တစ်တန်ချခံရတာအဖြစ်ပါတယ်အကျေစုပါရှင့်တော်မူတဲ့မှာအဲဒီနိုင်ငံရေးကျင်းသားတို့ဒေါက်ဆန်းစုကြည်တို့ဦးဝင်းမြင့်တို့ဦးဝင်းထည်တို့အကြောင်းလေးလည်းပါပါတယ် သူတို့လွတ်မြောက်ဖို့အတွက်တောင်းဆိုသွားမှာလားအဲ့ဒါလေးသိချင်ပါတယ်အဲကျွန်မသိရတဲ့လောက်ပေါ့နော်ဒါဒါဒါ public information လည်းဖြစ်ပါတယ်ရှင့်အဲဆိုလို့ရှိရင်နိုင်ငံရေးအကျဉ်းသားလို့နိုင်ငံတကာကတတ်မှတ်တာရှိပါလေသို့တော်လည်းတကယ်တမ်းပုံမှန်တွေကတော့နိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးရှင့်ဒီအစိုးရတရားဖြစ်မှုတဲ့အချိန်မှာအဲဒီလိုပေါ့နော်ဒီအချင်းပြက်လက်စားမှုလိုမျိုးပုံမှန်တွေနဲ့ တရားစွဲခံထားရပြီးပြစ်ဒဏ်ချခံနေရတာဖြစ်ပါလိမ့်ရှင်။အဲဘာဖြစ်လို့ကျွန်မအဲ့ဒါကိုပြောနိုင်လဲဆိုလို့ရှိရင်အဲဒါတော့ဒါအများစိတ်ဝင်စားတဲ့ကိစ္စဖြစ်ပါလေ။လူတိုင်းလည်းသိပါတယ်ဒီဒီဘယ်ပုဂ္ဂိုလ်ကတော့အဲဘာပုံမှန်နေလဲအဲအထောင်နံဘလောက်ကျတယ်လို့ပါလို့လေ။ညောအဲ့ဒါအရေးကြီးပါလိမ့်ရှင်။အဲဆိုတော့ကျွန်မကျွန်မသိတာလေးတစ်ခုကျွန်မပြောပြမယ်ပေါ့နော်။ဆိုလို့ရှိရင်ကျွန်မအဲလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးကိုရောက်တဲ့အချိန်မှာ အဲရောက်တဲ့အချိန်မှာကျွန်တော်တို့ဒီအမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေဆိုတာရှိပါရှင့်အဲ့ဒါနိုင်ငံတော်ကနေတနည်းကိုချက်ချက်ပြီးလျံ20အချပေးတာဖြစ်ပါရှင့်တော့ကံကောင်းကျင်တော့ဒီ NLD အစိုးရလက်ထက်မှာအဲသဘာဝဘေးကြီးကြီးမားမားမရှိခဲ့အကြီးဆုံးကဘာလဲဆိုလို့ရှင့်ဒီပေါင်ဘက်မှာတောင်ပြူတာလေမတ်လက်တောင်ပြူတာအဲ့ဒါတော့ပဲရှိခဲ့တယ်ထင်တယ်ရှင့်ပြီးလို့ရှင့်ကျွန်တော်တို့မြန်မာလူမျိုးတွေကလည်း အဲတဘာဝဘေးတွေဆိုပြည်သူလူထုကလည်းပရာဟိတတွေနဲ့ကူညီတယ်အစိုးရနဲ့လည်းလက်တွဲပြီးတော့အဆောင်ရွက်ကြတဲ့အချိန်မှာပြန်လဲထူထောင်ခြင်းကလည်းမြန်မြန်ဆန်ဆန်ပဲဖြစ်သွားတော့လေအဲ့ဒီပတ်စံကြီးကနှစ်တိုင်းနှစ်တိုင်းအဲထားပါတော့၅နှစ်ဆိုတော့ဘီလီယံ300ပေါ့ရှင်အဲအဲ့ဒါရှိပါတယ်နောက်တစ်ခုကနောက်တစ်ခုကကိုဗစ်အတွက်ဆိုပြီးတော့လေ CERP ဆိုပြီးတော့မှလုတ်ခဲ့တာရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီဝန်ကြီးဌာနတွေကိုချထားတဲ့ budget တွေအကုန်လုံးရဲ့ ဝန်ကြီးဌာနတိုင်းရဲ့ budget ရဲ့10%ကိုဟိုပြန်နှုတ်လိုက်ပြီးတော့မှအဲ့10%တွေအကုန်လုံးကိုဒီအမျိုးသားသဘောဝဘေးရန်ကြီးစီမံခန့်ခွဲမှုရန်ပုံငွေထဲထည့်လိုက်တာပေါ့နော်။ဟိုထည့်လိုက်ပြီးတော့မှထည့်လိုက်ပြီးတော့မှဒါကိုဗစ်ရံပုံငွေဆိုပြီးထရီလီယံနဲ့ချီပြီးရှိပါလိမ့်ရှင်။အဲရှိတဲ့ခါကျဒီငွေတွေပုံနေတဲ့ခါကျတော့တကယ်တမ်းတော့လောက်ရမှာကအဲတဘာဝပဲညော့ပါရေးဆိုတာအမှလမ်းနေဆိုလဲရာသီဥတုခံနိုင်အောင်အဆောက်အဦတွေငလျင်တန်းခံနိုင်အောင်ရာသီဥတုတန်းခံနိုင်အောင် မုံတိုင်းတန်ခံနိုင်အောင်ပေါ့နော်တဘာဝဘေးတန်ခံနိုင်အောင်အဲ့ဒါဒီစောက်ကြရမှာဖြစ်ပါရှင့်အဲသို့တော်လည်းသို့တော်လည်းအဲ့ဒီရံမုံဝင်ကြီးကိုဆုံးဖြတ်ချက်ချခဲ့ကြတဲ့သူတွေကအဝါပေါ့နော်ဒီအဲသာပါတော့ husky ဝယ်တယ်လို့ပေါ့နော်အဲပြီးလို့ရှိရင်တခြားဟိုပေါ့သူ့ခေါင်းစဉ်နဲ့မကိုက်ဘဲနဲ့တုံးပြုတ်ခဲ့တာလေအဲပြီးလို့ရှိရင် မလိုအပ်တဲ့လေလွင့်တွေဒါတွေကစစ်စေးပေါ်ပေါက်ပါတယ်ရှင့်အစစ်စေးပေါ်ပေါက်ပြီးတော့မှနောက်ဆုံးတော့ အာဒီ husky စီးဘူးကတော့ဒါ anti dawn စမ်းစုကြည်စီးဘူးပေါ့နော်အာနိုင်ငံတော်ပိုင်ရဟယင်ဆိုပြီးဝယ်တာဖြစ်ပါတယ်အဲသို့တော်လဲတကယ်ဝယ်တဲ့သူတွေရောင်းတဲ့ဝယ်တဲ့အချိန်မှာ transaction လုပ်တဲ့အချိန်မှာအာဒီအလေလွတ်နေများပြီးတော့မှစစ်စေးပေါ်ပေါက်တာတွေအများကြီးရှိပါလေရှင်အဲ့ဒါကိုနောက်ဆုံးဘယ်သူကတာဝန်ခံရလဲဆိုတော့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတာဝန်ခံရတာပေါ့နော်ဆိုလို့ရှိရင်ဒါကတော့ကျွန်မမေးလို့တာဖြေရတာပါရှင် ဒါကျမရဲ့ကိုတွေ့ဟိုကြုံကြုံခဲ့တာပေါ့နော်ဆိုလို့ရှိရင်လူမှုနန်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာဒီခုနှစ်ပိုင်းတော့ကျွန်တော်တို့မိုခါအနေစဖြစ်လိုက်တာပြီးတော့ယာကီနဲ့ဟိုဟာဖြစ်တယ်ပေါ့ရှင်ရေပေးဖြစ်တယ်အတိုင်းနဲ့ပြည်နယ်တော်တော်များများမှာဖြစ်တယ်ပြီးတော့ဒီမန္တလေးငလျင်ကြီးဖြစ်တယ်နဲ့ဆိုတော့ဒီရံမုံငွေကသုံးလို့ကမလောက်ပါဘူးရှင်အဲသုံးလို့ကမလောက်ပါဘူးဒါပေမဲ့ဟိုကန်ကောင်းရှင်တော့ energy kit တုံးကတော့ဒီရံမုံငွေတွေကပူရှံပြီးတော့နောက် covid လည်းဖြစ်တယ်အဲ့ဒီအချိန်မှာ covid ကြောင့်မို့လို့လည်း နိုင်ငံတကာအကူအညီတွေရတာတွေရှိပါလေရှင့်အဲရတာတွေရှိပြီးတော့မှပြီးခဲ့တဲ့ဒီ NLD အစိုးရလက်ထက်ကတော့ FDI တွေလည်းလာတယ်အနောက် OTA ပေါ့နော် OTA Official Development Assistance တွေပေါ့ရှင့်ဒီဒီဒီပြည်မျိုးမှုဟိုပြည်မျိုးမှုအတွက်ပေးတဲ့ဒီဒီတည်ဝင်ပေးတဲ့အကူအညီတွေအဲဒါတွေအများကြီးရတယ်ပြီးလို့ရှင့် Technical Assistance တွေလည်းအများကြီးရတယ်အဲရတဲ့အချိန်မှာငွေတွေကအရန်ဘုံဘောလုံးအောင်ဖြစ်တဲ့သဘောဖြစ်ပါလေရှင့် အဖြစ်ပြီးတော့မှဒီသုံးဆွဲတာဒီမှာအနည်းနည်းဟောပေါ့နော်စီစီစစ်စစ်နဲ့ဘာနာရေးစီမင်းနဲ့မကိုက်ညီပဲနဲ့သုံးဆွဲတာဒီအဲဒါတွေကိုတောင်းဝန်ခံရတာတွေရှိပါလားရှင်အဲဒါကျွန်မဘု து မှမပြောဘူးပါဘူးသို့တော်လည်းအဲဒါနိုင်ငံတော်လည်းနိုင်ငံနိုင်ငံသူနိုင်ငံသားတွေလည်းသိသိနဲ့ကိစ္စဟုတ်လို့ပါဆိုလို့ရှိရင်နိုင်ငံတကာကတော့နိုင်ငံရေးအကျဉ်းသားလို့နာမည်တက်တယ်ပေါ့နော်ဒါပေမဲ့နိုင်ငံရေးအကျဉ်းသားမဟုတ်